ျွန်တော်ရဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့လုံးပိုင်ကိုပြန်လည်များတော့မှဖြစ်ပါတယ်ဗောနောလုံးပိုင်ဤဖြစ်ပါတယ်ဤကတော့ကျွန်တော်2မျိုးဖြစ်ပါတယ်ဗောနောကျွန်တော်ဤနံပါတ်3နဲ့ဤနံပါတ်2နဲ့ဖြစ်ပါတယ် နီးနံပါတ်2မှာကျွန်တော်နီးနံပါတ်1မှာ3လုံးပိုင်ရတယ်ဗောနော်ဒီနီးနံပါတ်2က900အနီးစားတယ်ဗောနော်ဒီမှာဆိုရင်ခွန်3ည3ဖြစ်ပါတယ်အဲ့ဒီမှာ3ညလုံးပိုင်ခွန်3ည3အတီးအနီးတူတူကြအောင်ဗောနော်ဒီဒီမှာကျတော့ကျွန်တော်3လုံးပိုင်3လုံးပိုင်ဒီ3ထိပ်စီ3ခုခုဆိုပြီးဖြစ်ပါတယ်ဒါ3ဗောနော်ဒီမှာလည်း3ဒီကျွန်တော်3ခုခုဆိုပြီးဖြစ်ပါတယ် ။ Okay နောက်ထပ်တစ်ချိန်မှာကျွန်တော်ဒီမှာဒီဟာကတော့၉လုံးပဲ။နီးနံပါတ်နှစ်မှာတော့၈လုံးပဲ။ဆိုတော့ကျွန်တော်ဒီ၉လုံးပိုင်းကတော့ဒီမှာအလဲပေါ့နော်။ဒီ၈လုံးပိုင်းကကြတော့ကျွန်တော်ထိပ်စီးဆိုပြီးတော့၉ရှိဒီ၈၉လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျတော့ဒီမှာ6လုံးပိုင်းပေါ့နော်ဒီ6လုံးပိုင်းရဲ့5လုံးပိုင်းရဲ့6 5ပေါ့နော် ဒီ6ကကြတော့အလဲထိုင်ဖြစ်ပါတယ်ဒီ6ကတော့9 6 3ဆွဲအတွက်6ကအလဲထိုင်ပြီးရင်နောက်ထပ်ဒီ9ပေါ့နော်ဒီ9ကတော့ထိတ်စီးစီးဖြစ်ပါတယ်ဒါကြောင့်မို့6ရက်9ရက်ဒီ9 6 3ဖြစ်ပါတယ်ခင်ဗျာဒီမှာလဲကျွန်တော်နီးနံပါတ်1က9နီးနံပါတ်2က6ခွန်6ဆိုပြီးဖြစ်ပါတယ်အဲ့ဒီနီးနံပါတ်1ခွန်6ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ6ကကြတော့အလဲပေါ့နော် 6ရက်ခွန်8ဘာနော်68ခွန်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီမှာကျတော့ခုနှစ်လုံးပိုင်ရဲ့ဒီမှာကျတော့နှစ်လုံးပိုင်ရဲ့ဆိုပြီးဖြစ်ပါတယ်ဒီခုနှစ်လုံးပိုင်ကျတော့အပိတ်ဖြစ်ပါတယ်ဒီနှစ်လုံးပိုင်ကတော့အလယ်ထိစီးအလယ်ဘာနော်ဆိုတော့ခွန်ရဲ့နှစ်ရဲ့ဒီနှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်နံပါတ်နောက်ထပ်တစ်ကြိမ်ပေါ့နော်ဒီမှာ7လုံးပိုင်ရဲ့ သုံးလုံးပိုင်းရစပြီးဖြစ်ပါတယ်။ဒီရှင်းလုံးပိုင်းကကြတော့အလေအပိတ်ဖြစ်ပါတယ်ခင်ဗျာ။ဒီသုံးလုံးပိုင်းကကြတော့ကျွန်တော်သုံးထိပ်စီပါနော်။ဆိုတော့ခြေရ3ရက်ဒီ3ရှိရှိဖြစ်ပါတယ်။ဒီမှာကျွန်တော်ကျွန်တော်သုံးညာအလုံးပိုင်းရဒီဘက်ကတော့6လုံးပိုင်းရစပြီးဖြစ်ပါတယ်။ဆိုတော့အဲ့ဒီတုံညာလုံးပိုင်းကတော့အလေဖြစ်ပါတယ်ဒီကိုလုံးပိုင်းကတော့အပိတ်တုံညာရဲ့ကိုရဲ့ဒီ၃တုံညာကိုဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒီမှာကျတော့နိနံပါတ်၁ကနိနံပါတ်၂ကတော့၅ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီနှစ်ကကျတော့ကျွန်တော်အပိတ်ဖြစ်ပါတယ်၃၅နိဗောနော်ဒီ၅ကကျတော့ကျွန်တော်အလဲထိုင်နိရ၅ရ၃၅နိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာကျတော့ကျွန်တော်နှစ်ခုစလုံးက၃လုံးပိုင်၃လုံးပိုင်ရှင်းဖြစ်နေတယ်ဗောနော်ဒီမှာလည်း၃လုံးပိုင်ကကျွန်တော်ထိတ်စီ ဒီ၃လုံးပိုင်းနဲ့ထိပ်စီ၃၃၃ခုနှစ်ဖြစ်ပါတယ်ခင်ဗျာမထကြည့်မှာကျတော့ကျွန်တော်6ရက်4ရက်ရှိပြီးဖြစ်ပါတယ်ဗောနော်ဒီ6ကကျတော့အပိဒီ4ကကျတော့ဒီ4ကတော့ညီ4 6ဆိုပြီးတော့ဗောနော်6ရက်4ရက်ဒီ6 4 6ဖြစ်ပါတယ်ခင်ဗျာဒီမှာကျတော့ကျွန်တော်ညလုံးပိုင်းရ4လုံးပိုင်းရရှိပြီးဖြစ်ပါတယ်ဒီညလုံးပိုင်းကတော့အလဲထိုင်ဖြစ်ပါတယ်ဒီ လေးလုံးပိုင်ကတော့အပိတ်ပေါ့နော်နေ့ရက်လေးရက်၃ညလေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီမှာကျတော့၈ရက်9ရက်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒီ၈ကကျတော့၈9ညဖြစ်ပါတယ်၈ထိပ်စီပေါ့နော်ဒီ9ကတော့အလဲထိုင်၈9ညဖြစ်ပါတယ်9ရက်၈ရက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီဘက်က9ဒီဘက်ကတော့၈ဒီ9ကတော့ကျွန်တော်6 6 5ဆိုတဲ့အတွက်9အပိတ်ဒီ6ကတော့ ထိတ်စီးပေါ့နော်9ရက်10ရက်ဒီ665ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီမှာ6လုံးပိုင်ရယ်3လုံးပိုင်ရယ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ6လုံးပိုင်ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီ3လုံးပိုင်ကတော့ထိတ်စီးပေါ့နော်6ရက်3ရက်ဒီ356ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီမှာကျွန်တော်ကျွန်တော်နီးနှစ်ခုစလုံးအတူတူပဲပေါ့နော်၄လုံးပိုင်၄လုံးပိုင်ရှင်းတူတယ် ဒီလေးလုံးပိုင်က6လေး6ဆွဲအတွက်အလဲထိန်ဖြစ်ပါတယ်ဒီလေးလုံးပိုင်နေလည်းအလဲထိန်ပေါ့နော်6ရက် sorry လေးရက်လေးရက်ဒီ6လေး6ဖြစ်ပါတယ်ခင်ဗျာပထမကျွန်တော်တို့ဒီမှာကျတော့9လုံးပိုင်ရ7လုံးပိုင်ရဆိုပြီးဖြစ်ပါတယ်ဒီ9ကကျတော့အလဲပေါ့နော်ဒီ7ကကျတော့အပိတ်9ရက်7ရက်ဒီ9ခွန်8ဖြစ်ပါတယ်အထက်ဒီမှာလည်းကျွန်တော်ဒီလေးလေးလိုမျိုးပဲတူတယ်ပေါ့နော်6ရဲ့ 6ရဲ့ဆိုပြီးဖြစ်ပါတယ်။ဒီ6လုံးပိုင်းကဆိုတော့ကျွန်တော်တို့6 9 6ဒီ6လုံးပိုင်းနဲ့6 9 6နောက်ထပ်ကျွန်တော်ဒီမှာဆိုတော့7လုံးပိုင်းရ9လုံးပိုင်းရနောက်ထပ်က10လုံးပိုင်းရ9လုံးပိုင်းရဆိုပြီးဖြစ်ပါတယ်ဒီ8ကတော့8 9 8ပေါ့နော်နောက်ထပ်ဒီ10ကတော့10 5 ဒီ code ကတော့698ဆိုတဲ့ code အလဲထိုင်တင်9ကတော့အပိတ်တင်9ဆိုပြီးဖြစ်ပါတယ်698ဒီ698 1ရက်9ရက်ဒီတင်9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်အရှင်များလေ့လာလို့ရအောင်ပေါ့နော်ကျွန်တော်ပြန်လည်မြောက်ပြီးတော့มาဖြစ်ပါတယ်နီးနံပါတ်1နဲ့နီးနံပါတ်2နဲ့ဖြစ်ပါတယ်ပေါ့နော်နီးအစ်ဒစ်တွေဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်နံပါတ်1ကိုစာပြီးလေ့လာကြည့်အောင်လားခင်ဗျာ ကဲဒါလေးကတော့ကျွန်တော်နံပါတ်၄ဖြစ်ပါတယ်ပေါ့နော်အဘတိကတော့ဒီလိုဒီ39ကို3နဲ့မြောက်တာဖြစ်ပါတယ်။ငါးနှစ်ကြိမ်ပေါင်းတာက10ဖြစ်ပါတယ်။ဒီ9ဟာတစ်ကြိမ်ပေါ့နော်။နောက်ထပ်ဒီမှာလည်း9ဟာတစ်ကြိမ်ဖြစ်ပါတယ်။ငါးဟာ3ကြိမ်ဆိုတဲ့အတွက်15ဖြစ်ပါတယ်။ဒီ9နဲ့3ပေါင်းတာက8။ဒီ8ကတစ်ကြိမ် ဒီ9နှစ်ကြိမ်ပေါင်းတာက18ပေါ့နော်63ကြိမ်ပေါင်းတာ18ကို6နှစ်ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ဒီမှာကြတော့63ကြိမ်ပေါ့နော်1နှစ်63ကြိမ်24ပေါ့နော်6နှစ်6ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်နောက်ထပ်ဒီမှာကြတော့9နှစ်9ပေါင်းတာ18 8နှစ်ပေါင်းတာ16 sorry ကျွန်တော်ဒီမှာအဲ 6နဲ့တင်းနဲ့မှာတစ်ချိန်စီပေါင်းဖို့ကြံနေတယ်ပေါ့နော်ဒီ6ရဲ့တရဲ့ဆိုပြီးကြံနေခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အိမ်မှာ6နဲ့တင်းပေါင်းခြင်းက9ဆိုပြီးဖြစ်မယ်ပေါ့နော်ဒီအရှိဆုံးမှာကြီးလိုက်ပါမယ်6နဲ့တင်းပေါင်းခြင်း9ပေါ့နော်ဒါဆိုရင်ဒီမှာ9နဲ့ကြံရ18 8နဲ့ပေါင်းတာ16 6နဲ့5ပေါင်းခြင်းက17ရတယ်ပေါ့နော်အဲ့ဒီတကိုကျွန်တော်ဒီ9နဲ့ပေါင်းတာ8ဆိုတဲ့အတွက်ကြောင့်မို့8လုံးပိုင်းဖြစ်ပါတယ်အဲ့ဒီ8လုံးပိုင်းဒီ8 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ခြေလုံးပိုင်းမှာ698ဒီဟာဖြစ်ပါတယ်ခြေလုံးပိုင်းမှာ698နောက်ထပ်အဲ့ဒီနေ့အတိုင်းပဲကျွန်တော်တင်လုံးပိုင်းဆိုတာလေးကိုဆက်ပြီးနေတာကြည့်မှာပေါ့နော်33ချိန်ပေါင်းတာက9ဖြစ်ပါတယ်၄နှစ်ချိန်ပေါင်းတာက10ဖြစ်ပါတယ်ဒီ9ကတစ်ချိန်ဒီ10ခွန်ပေါင်းတာက15ပေါ့နော်404ချိန်ဆိုတဲ့အတွက်16ဖြစ်သွားမယ်ပေါ့နော်သုံးနဲ့ဒီနှစ်နဲ့ပေါင်းတာက9တက်က3ချိန်3ပေါ့နော်3ည6ဆိုပြီးဖြစ်ပါတယ် ။အဲဆိုရင်ဒီမှာ9နဲ့9ပေါင်းချင်းက30ဖြစ်ပါတယ်။ဒီလျှောက်နှစ်ကြိမ်7နှစ်ပေါ့နော်။2နဲ့7နှစ်ပေါင်းရင်20ဆိုပြီးဖြစ်ပါတယ်။ဒီ9နှစ်ကြိမ်ပေါင်းတာက16 7နှစ်ဒီ3နဲ့ပေါင်းတာ7ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့တစ်လုံးပိုင်ဖြစ်ပါတယ်။အဲ့ဒီတစ်လုံးပိုင်မှာတစ်လေး9ဖြစ်ပါတယ်ခင်ဗျာ။ဒီတစ်လုံးပိုင်မှာတစ်လေး9ပေါ့နော်။ဒီဟာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီနီးနံပါတ် ဆက်ပြီးနေတာကြည့်ပါကနော်လေး၃ကြိမ်ပေါင်းတာကစနစ်ဖြစ်ပါတယ်၅နာကြိမ်၃၀ဒီမှာ၄ရာကြိမ်ဖြစ်ပါတယ်၃နဲ့ခွန်ပေါင်းတာက၃၀ပေါ့နော်၆တကြိမ်ဖြစ်ပါတယ်၃တုံညာဒီဟာတုံညာပေါ့နော်ဒီနည်းနည်းလေးပေါင်းတာက၆ဒီ၉နဲ့ကြိမ်က၁၈ဒီ၈နဲ့ပေါင်းတာက၁၆ဖြစ်ပါတယ်၉တုံကြိမ်၃၀နဲ့ခွန်ကို၆နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီ၄နဲ့ဒီ၆နဲ့ပေါင်းရင်၃၀ဖြစ်ပါတယ်ခင်ဗျာ 63ကြိမ်ပေါင်းတာ78ရှင်းနဲ့နှစ်ပေါင်းရင်30ဒီမှာခုနှစ်တလုံးကျန်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီတပတ်မှာညီအရာခုနှစ်လုံးပိန်ရှိပြီဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ညီနံပါတ်1ကကျွန်တော်တို့ဒီမှာခုနှစ်လုံးပိန်ရှိပြီဖြစ်ပါတယ်ဘောနော်ခုနှစ်လုံးပိန်ဖြစ်ပါတယ် Okay ဆက်ပြီးတော့ညီနံပါတ်2ကိုလည်းကျွန်တော်တို့ဒီလိုထည့်ပြီးတော့လေ့လာကြည့်မယ်ဘောနော်ဒါကတော့ကျွန်တော်ညီနံပါတ်2ဖြစ်ပါတယ် နေ့နံပါတ်2ကဒီ3ညနဲ့9နဲ့ပေါင်းရှင်းက9ပေါ့နော်9တုံးချိန်ဒီ20နဲ့ခွန်ဒီ6နဲ့ချိန်ပေါင်းတာက7 9နဲ့ချိန်30 15ဒီ3နဲ့ချိန်ပေါင်းရှင်းက6 8နဲ့ချိန်16 6နဲ့9ပေါင်းရှင်း20နဲ့9ပေါ့နော်ဒီ6နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာ9 9ပေါင်းရှင်း30ဖြစ်ပါတယ်6နဲ့9ပေါင်း15 9နဲ့ပေါင်း20ပေါ့နော်ဒီခွန်ရဒီနှစ်ရပေါင်းတော့ ကိုဆိုတဲ့အတွက်အကူလုံးပိုင်ဖြစ်ပါတယ်။ဒီကိုလုံးပိုင်မှာ၈ကို၈စပီးဖြစ်ပါတယ်ဘောနော်။ဒီကိုလုံးပိုင်မှာ၈ကို၈ဒီဟာဖြစ်ပါတယ်။ဆက်ပြီးတော့ကျွန်တော်ဒီ၅လုံးပိုင်စရာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ဘောနော်။ဒီကဘောကလူမျိုးပဲဒီ၃နဲ့၄ပေါင်းတာက9ဖြစ်ပါတယ်။၅၃ချိန်15ဒီ၈နဲ့ချိန်က16လေးနဲ့ချိန်၈၈နဲ့၉ပေါင်းတာက၁၇ပေါ့နော်။နှစ်နဲ့ချိန်ပေါင်းတာက၄၁က၃ချိန်ဆိုတဲ့အတွက်၃ တုံးညာနဲ့ဒီတုံးနဲ့ပေါင်းတာလေတုံးစုဖြစ်ပါတယ်ခင်ဗျာတုံးနဲ့ကြိမ်ပေါင်း6လေးနဲ့ပေါင်းရင်20ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ခွန်နဲ့ခွန်ပေါင်းတာ14ပေါ့နော်လေးနဲ့6လေးနဲ့6ပေါင်းရှင်းက30ဆိုတဲ့အတွက်ဒီမှာ9တလုံးကြိမ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ9လုံးပိုင်းမှာတင်းလေး9စုဖြစ်ပါတယ်9လုံးပိုင်းမှာတင်းလေး9ဒီဟာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် နေ့ရဒီ၄နဲ့၅ပေါင်းရှင်းက၉ဖြစ်ပါတယ်၈၃ချိန်20နဲ့တဲ့၁ချိန်ပေါင်းတာ2တုံညာနဲ့ညပေါင်းတာကနှစ်ပေါ့နော်ဒီလေးနဲ့ချိန်ပေါင်းတာက၈၃နဲ့၈ပေါင်းတာ၁၁တင်းနဲ့၉ပေါင်းရင်20ပေါ့နော်ဒီ၉နဲ့ဒီ၃နဲ့ပေါင်းတာ၁စနစ်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာနှစ်၄၆ဆိုရင်နှစ်၄၆ပေါ့နော်နှစ်၄၆ 6နာရီပောင်းရင်30ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်9နာရီ8နာရီပောင်းတော့79ဆိုတဲ့အတွက်ကြောင့်မို့အဲဒီဒီဒီချိန်မှာနီးနံပါတ်2ဒီလဲကျွန်တော်တို့ခုနှစ်လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကျွန်တော်နီးနံပါတ်2ပေါ့နော်ဒါကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ဒီမှာလဲခွန်ဒီမှာလဲခုနှစ်လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်နီးနှမျိုးစလုံးမှာကျွန်တော် ခွန်ခွန်လုံးပိုင်ဆိုပြီးဖြစ်ပါတယ်။ Okay ။ဒါကတင်ရှာနေ့အရာပါเนาะ။ Okay ။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒအပြည့်စုံကြပါစေခင်ဗျာ။